လက်ဘရောင်းဒေတာကန်တောင်သူဒေါခင်ဝင်းကိုမြန်မာရဲတပ်ဖွဲ့ကတနက်နဲ့ပြစ်ခဲ့တဲ့အပေါ်ကန့်ကွက်ဆန္ဒပြခဲ့လို့နိုင်ငံတော်ကြီးညိုပြက်စီမှုနဲ့ဆွဆွဲခံထားရတဲ့လှုပ်ရှားတက်ကြသူ6ယောက်ကတောင်းဆိုတင်ပြထားတဲ့သက်သေတွေကိုဒကုံတရားရုံးက April 23မှာပယ်ချလိုက်ပါတယ်။ကိုနီမျိုးစင်တို့ရဲ့15ချိန်မြောက်ယုံချင်းဘာလို့သက်သေပယ်ချခံရတာလဲ။တရားရုံးအနေနဲ့ဖျက်ခံပြသက်သေတွေလာရောက်ဖို့စင့်ခေါ်တဲ့တမန်စာထုတ်မပေးဘဲ တရက်ခန်းနဲ့ကိုရိုင်းခေါ်လာရင်တော့စစ်ပေးမယ်လို့ပြောတာဟာလုံထုံးလုံနည်းတွေနဲ့မညီညွတ်တဲ့အပြင်ဥပဒေမှလည်းမရှိတဲ့အမိန်ဖြစ်တယ်လို့ကိုနီမျိုးစင်ကပြောပါတယ်။တရုတ်တန်ယုံရှိဆန္ဒပြလို့ပုံမှန်၄ခုနဲ့ဆွဆွဲခံထားရသူတွေကိုထောင်ချတဲ့အထိစက်ဖန်းထားမယ်ဆိုတဲ့လောက်ရရဲ့နောက်ကွယ်မှာအုတ်ချွေရေးပိုင်းကဝင်ဆွတ်နေတယ်လို့သူကဆိုပါတယ်။ကျွန်တော်တင်တဲ့လူကတော့ခေါ်မပြေးနိုင်ဘူး။ကျွန်တော်တို့စီစဉ်နေကျွန်တော်တို့ခေါ်လိုက်လို့စစ်ပေးမယ်ဆိုပြီးတော့ဘလို့မှ ရုံးလုံးထုံးလုံငန်းစီမင်းနဲ့မညီညွတ်တဲ့ဥပဒေပေါင်းထဲမှာလည်းမပါဝင်တဲ့အမိန့်တစ်ခုကိုတရားသူကြီးရဲ့တဲ့တဲ့မကြည့်တော့မျက်လုံးနဲ့အမိန့်ဖတ်သွားတယ်ဗျ။ကျွန်တော်တို့ငါငါခါနဲ့ဆွဲဆိုထားတဲ့အချက်မှာတင်သွင်းလာတဲ့တည်တယ်မှာတောင်သူတော်ခွင်ခွင်တတ်ခံမှုမှန်ဖော်ထုတ်ပေးဆိုတဲ့အချက်ကိုတရားလူတွေဘက်ကတင်သွင်းလာတယ်။ဟော့ အမှန်မှန်ပေါ်လာတော့ပြန်လည်ထည့်သွင်းမစင်းစားပဲနဲ့ထောင်ချဖို့ဒီဆက်သွားမယ်ဆိုတဲ့အပိုင်းရဲ့နောက်ကွယ်မှာအုတ်ချုပ်ရေးမန်နေကဝင်ဆွတ်တာပေါ်လွင်ထင်ရှားနေသလို2015အကျိုးပြပလောကမှာရှိတဲ့အမှန်တရားဘတ်တော်သားတွေကိုအချင်းထဲမှာထားပြီးတော့ထင်သလိုရန်ကားဖို့ကြိုးစားနေတဲ့ညီမချက်တွေရှိတယ်လို့လည်းပေါ်ပေါက်လာကျွန်တော်တို့လိုလူတွေပြည်သူဘတ်တော်သားတွေအခုလိုမတရားအမှုစဉ်ဖမ်းဆီးထောင်ချနေတွေဗိုလ်ချုပ်ပုံထောင်ထားလဲပြည်တွင်းထောက်ခံမဲ့တစ်ချက်မှမရဘူးလို့ကျွန်တော်ပြောချင်တယ်ကတည်းကတော့ကင်ဝင်းအသက်ခံရမှုကြောင့်တရုတ်တန်ယုံရှိမှာ 2014ဒီဇင်ဘာ29ရက်ကဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ကိုနီမျိုးစင်နောင်အောင်လှကိုတင်ထွတ်ပိုင်းဘောစိန်ခွေးနဲ့ဦးတန်းဆွေတို့6ယောက်ကိုပုံမှန်905ခါခွေ353 149ပုံမှန်78တို့နဲ့တရားစွဲထားပြီးအင်းစိန်ထောင်နဲ့ဖမ်းဆီးချုံနှောင်ထားပါရယ်ဆွဆွဲထားတဲ့ပုံမှန်ရင်းနဲ့အပြစ်ရှိကြောင်းတွေ့ရင်တော့ထောင်ဒဏ်အများဆုံး6နှစ်စီကြာခံရပွဲလည်းရှိနေပါရယ်သူတို့အမှုအတွက်တက်သည့်ဖြစ် သမရဦးသိန်းစိန်ခါခွေဦးစည်းချုပ် ဒေါ်ဆန်းစုကြည်မြို့သားလူခွင့်ရေးကော်မရှင်ဥက္ကဋ္ဌနဲ့ဒေါ်ခင်ဝင်းရဲ့ဆွေမျိုးသားချင်းတွေကိုတက်တည်ဖြစ်တရားရုံးမှာထပ်ဆိုဖို့တင်ပြထားချက်ကိုတရားရုံးကပယ်ချခဲ့ပါတယ်။အခင်းဖြစ်ပေါ်တဲ့နေရာမှာဒီတက်တည်ရီမရှိတာကြောင့်ခေါ်ပေးလို့မရဘူးဆိုတဲ့အကြောင်းပြချက်အပြင်စင့်ခေါ်စာထုတ်ပေးဖို့ငင်းဆန်တာကြောင့်ခွင့်ရေးဆုံးရှုံးခဲ့တယ်လို့ရှေ့နေဦးတန်းစောအောင်ကဆိုပါတယ်။ဒီကြောင်လာတဲ့ကတော့ဒီချင်းပြတဲ့နေမှာဒီခေါ်တဲ့တပည့်တွေပေါ့ဒီတော်တော်မှဒီကျွန်တော်တို့ကဝေးပြီး ဲ့တယ်မရှိဘူးမရှိတော့တာကိုပေါ်ပေးလို့မရဘူးဆိုတော့အဲ့ဒါဒီထဲမှာတင်လာတာကဟိုကာကွယ်ရေးကြုံတာလို့ကာကွယ်တာကတော့ဒီလိုရပါတယ်အဲ့ဒီလိုမျိုးကြက်ပြန်တော့လည်းဆောင်ပေးပြီးလုပ်ပုံလို့ဖြစ်တယ်ဒါကဒါဒီတိကျမဲ့လူတွေအနေနဲ့ကလည်းဒါရုံးတော်နေလို့စာထုတ်ပြီးမှသူတို့ကလည်းဒီရုံးတော်ကိုတက်ပြီးတော့ဒီလိုရနိုင်